ချင်းမဝရတဲ့တာတာမီမီတို့အစားအစာတွေကိုအရသာရှိရှိနဲ့အများကြီးအပါတိအစားနေတာကိုမြင်ရတာကဖေဖေမေမေတွေကိုစိတ်ချမ်းသာစေတဲ့မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။ကလေးကစားလဲစားထွားလဲထွားကြမ်းလဲကြမ်းပါလေဆိုရင်တော့ကောင်းတာပေါ့နော်။ဒါပေမဲ့ကလေးကိုအချိန်အခါလိုက်ကျွေးတင်တာတွေရှိတယ်လို့မကျွေးတင်တာတွေလည်းရှိပါတယ်။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ကလေးကိုအိပ်ရာမဝင်ခင်မှာမကျွေးတင်တဲ့အစားအစာတွေကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဒီလိုလေးမစားခင်မှာ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပြီးတော့ဒီနာ နော်ဒီပဲလို့လည်းမဖြေပါအောင်နော်ဒါမှသောမကျူးသည့်နဲ့အစားစားရောကဖင်းပါတဲ့တောက်စီယာတွေပါလက်ဖက်ရည်အေးကော်ဖီအေးဘဘယ်တီ ကော်ဖီစွာပြည့်အချိုရည်နဲ့တခြားသောကဖင်းပါတဲ့အချိုရည်တွေကိုတသားမိမိတွေအိပ်ရာဝင်ကရေးမှာတိုက်ကြွရမျိုးတွေမလုပ်မိဖို့လိုပါတယ်။အကြောင်းကတော့ခလေးကိုအိပ်ရာမဝင်ခင်မှာကဖင်းပါတဲ့တောက်စီယာတွေစားစီယာတွေကျွေးတာကမအိပ်စီအောင်လှုပ်ဆော်ပေးတဲ့သလိုဖြစ်ပြီးတော့ခလေးကကောင်းကောင်းအိပ်ပျော်ဖို့ခတ်သွားစေနိုင်တာကြောင့်ပါ။ဒါကြောင့်ခလေးကိုညဘက်မှာကောင်းကောင်းအိပ်ပျော်စေခြင်းနဲ့အေးအေးမွားလာမျိုးတွေမဖြစ်စေချင်ဘူးဆိုလို့ရှိရင်တော့အိပ်ခါနီးမှာအခုပြပြပေးခဲ့တဲ့တောက်စီယာလေးတွေကိုမတိုက်မိဖို့လိုအပ်ပါတယ်။ ။နောက်တစ်ချက်ကတော့အချိုများတဲ့တောက်စရာတွေပါဆိုတာတကြားထည့်ထားတဲ့အသီးဖြော်ရည်တွေအချိုရည်လိုမျိုးတကြားပေါ်မှုများတာတွေကို ခလေးတွေအေးရမဝယ်ခင်မှာမတိုက်ပါနဲ့နော်။ဒါတွေကခလေးကိုတရင်တကြားတဲ့မြင့်တက်စေပြီးတော့အာယုံဆိုင်ဖို့ခက်ခဲတာတက်ကြွမှုလွန်ကဲတာတွေကိုဖြစ်စေနိုင်တယ်လို့မအိတ်ခင်မှာသွားမတိုက်ပဲအိပ်ပျော်သွားမယ်ဆိုရင်သွားပိုဆရာသွားပြည့်စည်တော်တွေကိုပါခန်းစားနိုင်လို့ပဲဖြစ်ပါရဲ့။နောက်တစ်မျိုးကတော့စီကြော်စာတွေပါ။တသမီမီတွေက စီကြော်စာတွေဖြစ်ကြတဲ့ကြက်ကြော်အလူကြော ကြုံအစာအာတွေကိုတော်တော်လေးခင်းနေချက်ချက်အစားတက်ကြပါတယ်။ဒီအစာအာတွေကိုအလွန်ကြုံစားမယ်ဆိုရင်အဝါလိုစေနိုင်ပါတယ်။တကယ်လို့ခလေးကဒီအစာအာတွေကိုညဘက်အေးရမဝင်ခင်မှာစားမိမယ်ဆိုရင်တော့အဆီများလွန်လာကြတော့အစာချေခဲတာအစာချေပြဲဖို့အချိန်ရွေးရတွေကိုဖြစ်စေနိုင်ပါတယ်။ဒါတွေမကသေးပါဘူး။အစာချေစနစ်ကတေးချာမချေဖြစ်ရသေးခင်မှာခလေးကအိပ်ပျော်သွားမယ်ဆိုရင်ရှင်ပြေတာဘိုင်းအောက်တာဘိုင်းနာရမျိုးတွေကိုပါခါချားအစင်နိုင်ပါတယ်။ ။မတချက်ကတော့ချောကလက်နဲ့တရားလုံးတွေပါ။ချောကလက်မှာကဖေးနဲ့ငယ်နဲ့အချိုတက်တွေအများကြီးပါနေပါတယ်။တရားလုံးတွေမှာရောအချိုတက်ကရာနှုံးပြပါဝင်နေတာပါ။ဒီအစားစာနှမျိုးစလုံးကခလေးကိုအိပ်ရာဝင်ချိန်မှာကောင်းကောင်းအိပ်ပျော်စေဖို့ခက်စီနိုင်တယ်လို့တရားလုံးချောကလက်တွေကစားပြီးချိန်မှာသွားမတတ်မိပဲအိပ်ပျော်သွားမယ်ဆိုရင်တော့ခလေးကိုသွားနဲ့ကရင်းပြဿနာတွေခံစားရစီမှာပါ။ ောက်ဆုံးတစ်မျိုးကတသီးကြောင့်တွေပဲဖြစ်ပါတယ်။တသီးတွေက ပုံမှန်အားဖြင့်ကျန်းမာစီရဲ့ဆိုပေမဲ့အေးရဝင်ကလေးအများကြီးစားမြင့်မယ်ဆိုရင်ဘိုင်နာရအစာချေစနစ်ပြဿနာဖြစ်တာတွေကိုခံစားရနိုင်ပါတယ်။အစာချေခဲပြီးတော့အေးရဝင်နောက်ကျစနေတာကြောင့်ခလေးကိုတသီးကြောင့်ကျွေးမယ်ဆိုရင်နေ့တနေ့တာရဲ့အစောပိုင်းကာလတွေမှာကျွေးပေးပါနော်။တသီးကြောင့်တွေမှာတာရှိကံပစ္စည်းတွေတကြားတွေပါဝင်နေတယ်လို့အချောက်ခံထားတာကြောင့်အစာချေဖို့ခတ်ပြီးတော့အန်တာအစာမချေတာရှင်းဘူးတာတွေကိုဖြစ်စေနိုင်ပါတယ်ရှင်။ ခလေးတွေကဘလောက်ကြိုက်ကြိုက်ခလေးရဲ့အိပ်စက်မှုနဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်အေးရဝင်စားနီးမှာတာတာမီမီတွေကိုညီမခုပြပေးထားတဲ့အစားအစာတွေကိုလုံးဝမကျွေးပါနဲ့လို့တတိပေးပါရစေရှင်။ညီမရဲ့ဗီဒီယိုလိုအဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်။